အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့မနက်ခင်းအစီအစဉ်ကနေပြီးပြန်လေးပြန်ကြိုလိုက်ပါအဲ့တော့ဒီနေ့မနက်ခင်းမှာလည်းမနက်ခင်းနေခုနောက်ပိုင်းတာ Manchester United တင်းနေကြီးပဲကိုဒါကျွန်တော်တို့တောက်လျှောက်တာသွားနော်မယ့်ပုံစံဖြစ်နေပါတော့အဲ့တော့ဘာလို့ဆိုကျွန်တော်ဒါခါရိုင် United တင်း9နိုင်မှတင်ပြီးနေဖြစ်မယ်ဒီနေ့9နိုင်မှာဒါကျွန်တော်တို့အသင်းနိုင်ရဲ့ဒါကျွန်တော်တို့သူတို့ရဲ့ပုံစံမျိုးမှာနောက်ကနေထိုးနေမသိငါကိုရှင်ကိုကတောက်ပနေတဲ့ပုံစံနေပါတော့ မိုက်တော့မိုက်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာဟော့ဖြစ်နေတဲ့သတင်းလေးတွေရှိတယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတခုချင်းစီတင်ဆက်ပေးခြင်းနဲ့ဒါ၃လေးခုတော့ရှိတယ်ဗောနော်အဲ့တော့ဒါ၉မိနစ်ဒါကျွန်တော်တို့ fit ဖြစ်သွားအောင်ကျွန်တော်တို့တင်ဆက်ပေးခြင်းအဲ့တော့ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဒါ sorry ပုရိသတော်မွန်ရဲ့ဒါကျွန်တော်တို့ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ အာရီယာမီကိုဒါတရားဝင်ဆက်သွယ်မေးမြန်းမှုတွေကိုပြုလုပ်ထားခဲ့တယ်ဆိုတဲ့သတင်းတွေတာချော့ထွက်လာခဲ့တယ်။အဲ့တော့ဒီသတင်းတွေကိုလက်ရှိဒါ3အေးပေါ့ဟိုတရားလောက်နောက်ဆုံး update သတင်းတွေပုံစံမျိုးအရဆိုရင်တော့ Manchester United အသင်းကဒါကျွန်တော်ဒီကစားသမားနေတာကျွန်တော်သူ့ရဲ့နီးပြဖြစ်တဲ့ COVID တို့ကြားထဲမှာဒါခွာပြဲမှုတွေကိုသတင်းတွေကြားထားပြီးတဲ့နောက်ပိုင်းမှာဒီကစားသမားနဲ့ပတ်သက်ပြီးတော့လှမ်းပြီးမေးတယ်ဆိုတဲ့သဘောမျိုးကိုလုပ်နေတယ်လို့သိရတယ်မှာပါဒီသတင်းကိုဒါတင်ဆက်ပေးထားခဲ့တာကတော့ PILD ပေါ့နော် PILD ကဒါကျွန်တော် Bundesliga နဲ့ပတ်သက်ရင်တော့ Tier 2 Tier 3 level မှာဒါကျွန်တော်တို့ဟိုဖြစ်နိုင်တဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါ personally ကကျွန်တော် အနေနဲ့ဒါ Manchester United ရဲ့ Adiyami က ကျွန်တော်ရင်ကလေးပဲရီရတက်လာတာကျွန်တော်ကျွန်တော်အတီးလျောက်ရှိတယ်သူအာဒီမီသူ United Breed သူအာဒီယာမီယိုအားသဘောကြတာအာဒီယာမီယိုဒါကျွန်တော်မမေရဒါလွန်ခဲ့တဲ့နှစ်လောက်ကလေးသူတော်တော်လေးသဘောကြအဲဒါပေမဲ့အာဒီယာမီယိုသူဘာလို့သဘောကြကျွန်တော်မင်းတကောင်မြန်တယ်တကောင် Center Force ဆိုတယ်တကောင် Left Wing ဆိုတယ်အဲ့တော့တကောင်ပြောတဲ့ဥစ္စာအခုလက်ရှိမှာတကယ် Real Lady များဖြစ်လာတာပါပေါ့နော်ဒါအာဒီယာမီရဲ့လက်ရှိ agent ကလည်း Hogan Mendes ဖြစ်တဲ့အတွက်ကြောင့်မဟုတ် Hogan Mendes နဲ့ Manchester United ကြားထဲမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကြောင့် Manchester United ကအာဒီယာမီနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်မီးမြတ်ဆက်သွယ်မှုတွေကိုဒါကျွန်တော် Hogan Fernandez နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ ပြုလုပ်ခဲ့တယ်လို့သိရတဲ့နေရာမှာပါတယ်အဲ့တော့နောက်ဆုံး update သတင်းတွေအရဆိုရင်တော့ဒါကျွန်တော် Borussia Dortmund အနေနဲ့အခုလက်ရှိမှာဒါသူတို့အနေနဲ့ဒီကစားသမားအတွက်တော့ဒါဒီနှစ်ဆောင်းရသည်မှာတော့ရောက်မှုမရှိဘူးလို့သိရတဲ့နေရာမှာပါတယ်သူတို့နေလာရောက်ဖြစ်မယ်ဆိုရင်တော့မှဒါကျွန်တော်တို့ဟိုလာမယ့် New Year ဒီမှာပဲရောက်ဖြစ်ဖို့များတယ်ကစားသမားရဲ့လက်ရှိမှာနီးပြနဲ့ခွာပြဲနေတာမှန်ပေမဲ့ Borussia Dortmund နဲ့သူတို့လက်ရှိရဲ့ဒါအသင်းပေါ့အသင်းကပူရေးပါတယ်ပေါ့နော် Personal ကိစ္စတွေမှာဒါကျွန်တော်ဆောက်ပြဿနာမရှိပေမဲ့တကယ်တော့အသင်းနဲ့ပတ်သက်ရင်တော့ Ariyami ကတကယ်ကိုအားထားရတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီနေရာမှာ Ariyami ကိုတော့ ဝိုင်းဝန်းပြီးစိတ်ဝင်စားတာအဲ့တော့လက်ရှိမှာအာရီယာမီကိုတော့ကျွန်တော်တို့ကိုဗစ်နဲ့ဆက်ပတ်သက်တာတက်နေခဲ့ပြီဘူရီရှာဒေါ်မွန်ကတော့အာရီယာမီနဲ့ပတ်သက်ပြီးတော့ဒါစာချုပ်သက်တမ်းတိုးဖို့အတွက်တောက်လျှောက်ကြိုးစားနေစေဖြစ်တယ်လို့သိရတယ်မှာပါဒါပေမဲ့လက်ရှိမှာလည်းစာချုပ်သက်တမ်းနဲ့ပတ်သက်ပြီးအာရီယာမီဘက်ကတော့ဒါလုံးဝဒါကျွန်တော်တို့သဘောတူညီမှုမရဘဲနဲ့ကစားသမားဘက်ကဒါကျွန်တော်ဆွဲထားစေဖြစ်တယ်လို့သိရတယ်မှာပါအဲ့တော့ United ဒါဒီအပြောင်းရွှေ့တဲ့ကိုဝင်ရောက်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာဒါဘာတွေဖြစ်လာမတော်လို့စိတ်ဝင်စားဖို့ကောင်းတယ်အာရီယာမီကိုစာချုပ်သက်ချုပ်ဖို့အတွက်ဒါဘူရီရှာဒေါ်မွန်ကြိုးစားတဲ့အချိန်မှာဒီစာချုပ်သက်ထဲမှာစာချုပ်ဖြတ်သိမ်းကြီးထည့်မယ်ဆိုတဲ့သတင်းတွေ လည်းထွက်နေခဲ့ပြီးတော့ဒါဒီစားဒီနေ့ဆောင်းရသည်မှာအဲ့စာရုပ်ဖြတ်သိမ်းခြင်းထိမယ်ဒါပေမဲ့ US corner လို့ပဲပေါ့တော့ဒါကျွန်တော်မနစ်က Manchester United အသင်းနဲ့ဒါမပြောင်းခင်မှာဒါပေမဲ့ US corner ဆောင်းရသည်မှာဒါလေယောင်စာရုပ်တချို့ခဲ့ပြီးလည်းပြီးတော့ຫນွေရသည်မှာစာရုပ်ဖြတ်သိမ်းခြင်းပြီးပြောင်းသွားတာပေါ့နော်အာဒီဗီမီရဲ့ဒါ scenario ဒီလိုပုံစံမျိုးဖြစ်သွားနိုင်တဲ့နေရာမှာပါတယ်ဟိုကိမန်ဒက်စ်ကအကေစာရုပ်တချို့မယ်ဆိုတော့သူရဲ့ကစားသမား D6 တော့အတွင်းမှာလာစားကောင်းကောင်းရသွားမယ်ပြီးရင်တော့လာမယ့်ຫນွေရသည်မှာအသင်းပြောင်းပိုင်ခွင့်ရှိပြီးတော့အသင်းပြောင်းလို့ရတဲ့စာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးကိုအသင်းဘက်ကဒီတော့ကျွန်တော်လက်ရှိမှာဒါ အသင်းဘက်ကနေထည့်သွင်းပေးဖို့တော့ပြောအဲ့တော့လက်ရှိမှာဒီတရင်ကိုတင်ဆက်လာ BILD နဲ့ Platinum Guru ဖြစ်တဲ့ကြောင့် Tier 2 Tier 3 level တွေမှလို့ဒါ Tier တစ်ခုရဆိုတော့တော်တော်လေးယုံလို့ရတယ်မှာပါ United အသင်းကလည်းရှိမှာ RMI နဲ့ဒါတရဝင်းဆက်သွယ်မှုတွေကိုပြုတ်လုထားခဲ့ပြီဆိုရတဲ့ကြောင့်မို့ Body Blue ဖြစ်လာမှာမို့ United အသင်းနဲ့ခုလက်ရှိမှာကျွန်တော် Personal မြင်မှာဆိုတော့တောင်မန်အင်ကစားသမားကိုအရက်လူအပ်နေတဲ့အနေဒါတော့မရှိဘူးသူ့ပြင်မဲ့တော့ညာလဲ RMI ရဲ့ဒါခြေစွမ်းနဲ့ United အသင်းကိုရောက်မယ်ဆိုရင်တော့ဒါကစားသမားတယောက်ရှိနေတာမမဘူးလို့ဆိုလို့ရမယ်ကစားသမားရဲ့တယောက်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်။ RMI နဲ့ပတ်သက်ပဲခဲ့ RMI တော့ RMI ာမီနဲ့ပတ်သက်ပြီးလက်ရှိမှာဘူရီရှာဒေါ်မွန်ဘက်ကသာရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့မှဒါကျွန်တော်အနည်းဆုံးယူရိုတန်80ပေါင်တန်80ပတ်ချာလဲဝိညာဉ်ကြစတင်ပြီး asking price အနေနဲ့တောင်းသွားမယ်ဆိုတဲ့သတင်းတွေပါဒါထည့်ရေးထားခဲ့တာကိုတွေ့ရမယ်ဒါပေမဲ့ Manchester United ကဒီကစားသမားကိုတကယ်တမ်းဝယ်ဖြစ်ခဲ့မယ်ဆိုရင်တော့မှယူရိုတန်50နဲ့55တန်းလောက်နဲ့ဒါစတင်ပြီး offer လုပ်သွားပြီးတော့ပေါင်55တန်းလောက်ပဲဒါပေးချေဖို့အတွက်စီစဉ်ရှိအဲ့တော့ဒါလက်ရှိမှာဘူရီရှာဒေါ်မွန်သတ်မှတ်ထားတဲ့ဈေးနဲ့သူတို့သတ်မှတ်ထားတဲ့ဈေးနဲ့ပေါင်တန်းနဲ့55တန်းလောက်နီးနီးကွာနေတဲ့ဈေးထဲမှာလဲ United အသင်းနဲ့ walk out လာဒါပေမဲ့ United အသင်းနဲ့မနေ့ပြောမှာ RDMB ကိုသာခေါ် ်ယူနိုင်ခဲ့မယ်ဆိုရင်တိုက်ဆက်ပန်းတော်တော်လေးကိုမစိုးဘူးလို့ပြောလိုက်ရတယ်။မက်တီးယက်ရှီမာလကူတဲကလည်းမက်တီးယက်ခေါ်နာ Brian Ambon မှုလို့ရှိပြီးသားအောင်မအဲ့ဒါအောင်မအာဒီယာမီလို့ကစားသမားမျိုးနဲ့ပေါင်းလိုက်မယ်။ကျွန်တော်ပေါ်တာဆောင်ရဲပြော်နေလောက်ပါဘောနော်။ဒီကောင်ဆောင်ဝမ်းသဘောကြအာဒီယာမီကျွန်တော်ကကျွန်တော်ကနားမနိုင်ပါဘူး။ကျွန်တော်လက်တက်ရှိမှာအာဒီယာမီနဲ့ပတ်သက် game နဲ့မှတော့မြင်ဖို့မြင်အဲ့ဒါတော့ hype ကိုနားရမယ်။ဒီကောင်တော့တရားသဘောကြအဲ့ကောင်ဆောင်ဝမ်းပြော်နေမှာမြင်နော်။ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးဆက်ပြီးပြောရမယ်ဆိုတော့ Manchester United အသင်းနေနဲ့ဒါကျွန်တော်တို့သူတို့ရဲ့လက်ရှိဂိုးသမားနေရာအတွက်ဒါကျွန်တော်တို့ စနလမက်စ်ကိုနံပါတ်1ဂိုးသမားနေရာကိုစတင်ပြီးတော့စဉ်းစားနေပြီဆိုတဲ့သတင်းပုံစံမျိုးကိုပြောလို့ရပြီဖြစ်တယ်။ဘာကြောင့်လဲ United တင်းတဲ့အခုလက်ရှိမှာဒါကျွန်တော်ဆွီဒင်ဂိုးသမားဖြစ်တဲ့ Mocka Abbott ဆိုတဲ့ဒါ chart date ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ chart date ဆိုပေမဲ့လက်ရှိမှာဒီကစားသမားကလက်ရှိဒါကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တော့အခုလက်ရှိဒါနံပါတ်1ဂိုးသမားနေရာမှာပြီးထားတဲ့ Sanel Lemes တဲ့10လပဲငယ်တယ်ဆိုတဲ့ဂိုးသမားဖြစ်ပါတယ်။အဲ့တော့ဒီကစားသမားကလက်ရှိမှာဒါကျွန်တော်တို့6ပီ3လမှရှိပြီးတော့ကျွန်တော် Panathia Cost ဒါကျွန်တော် Greek အစ်မပေါ့နော် Panathia Cost ဆိုရင်တော့ Palathia Cost နဲ့ Europa League မှာလက်စွမ်းနေပြထားခဲ့ ဲ့တာဖြစ်ပြီးတော့ဒါကြောင့်လက်ရှိမှာဒါဘောမူပဒါတရာကော့စ်ကမဟုတ်ဘူးဆွီဒင်ကလပ်ကပြောတယ်အဘယ်ဂျီယန်ဘကအဘဒါမဟုတ်ဆွီဒင်ကလပ်က sorry သူကပနာတီယာကော့စ်နဲ့ပွဲစဉ်မှာသူကဒါကျွန်တော်ဂိုးဖမ်းလိုက်တာ sorry အခုမှဒါခုနမှနိုးတာဆိုတော့သိချာ sorry ဘာသာတရား course နဲ့ပွဲစဉ်မှာဒါကျွန်တော်တို့ဒီကစားသမားဒါကျွန်တော်မန်မိုပေါ့နော်ဒါ student အသင်းကနေပြီးတော့ဒါမန်မိုဆိုတဲ့အသင်းကနေပြီးတော့ဒါကျွန်တော်လက်ရှိမှာကိုသမားလုပ်နေတယ်ဒါဘာသာတရား course နဲ့ပွဲစဉ်မှာ penalty ဖျက်လိုက်တယ်ပေါ့နော် Europa League မှာ Europa League မှာကစားနေတယ်6ပြီ3လမ်းမှရှိတယ်ဒါကျွန်တော်လက်ရှိမှာ San Lorenzo ဆက်ဆက်လာငဲ့တယ်အဲ့တော့ဒီတိုင်းသာကျွန်တော်ဒါကြည့်မယ်ဆိုရင်တော့ Manchester United အသင်းကတော့ဒါကျွန်တော်တို့ဒီတိုင်းဆိုရင်ဒါတိတဲ့ပုံစံမျိုးအတိုင်းဒါကျွန်တော်တို့ အာဆလာလမန့်စ်ကိုနံပါတ်1ကိုသမားပေးတော့မယ့်အနေထားရောက်သွားပြီလို့မြင်တယ်။အဲမက်ကာအပ်ဘော့ကတည်းက United အသင်းနဲ့ဒါကျွန်တော်တို့ဆလာလမန့်စ်ရဲ့ဒုတိယနေရာမှာစဉ်းစားနေတယ်။ဒါ United အသင်းနဲ့လာမယ့်စောင်းရာသီအတွင်းမှာဒါကျွန်တော် OTB ရင်းသားကိုသာရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့တို့အနေနဲ့ဒါကျွန်တော်တို့အဒီကစားသမားကိုခေါ်ယူသွားဖို့တဲ့စိတ်ဝင်စားနေတယ်။ဒါပြင်ကျွန်တော်လက်ရှိမှာတို့နဲ့ပါမားကဒါဂျပန်ကကူသမားဖြစ်တဲ့ Leon Suzuki ကိုလည်းဒါစိတ်ဝင်စားနေတယ်။ Suzuki ကိုတော့ Manchester United အသင်းကမနစ်ခတဲ့ကလာလိုက်ခဲ့တာဖြစ်ပြီးတော့ဒီနှစ်ဒီဆက်လက်ပြီးတော့လိုက်နေတဲ့ကစားသမားရဲ့တယောက်လို့တော့ပြောလို့ရမယ်တဲ့မှာပါတယ်။ Suzuki ကလက်ရှိမှာဒါကျွန်တော် Italy Serie နံပါတ်1ကုသမအနေနဲ့ဆက်ပြီးရှိနေတဲ့ကြောင့်သူအနေနဲ့ United ကိုပြောင်းခဲ့မယ်ဆိုရင်တော့မှသူဟာနံပါတ်2ကုသမမဖြစ်ချင်တဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ United အသင်းကိုအခုလက်ရှိအချိန်မှသာပြောင်းခဲ့မယ်ဆိုရင်တော့တပတ်တပွဲပဲဆောရတဲ့အချိန်မှာ Sanlamans ကိုကြော်ပြီးတော့ပွဲထွက်ဖို့တလက်ရှိအနေထားရတော်တော်လေးကိုခက်ခဲမယ်အတွက်ကြောင့်မလို့ဒါပြောင်းမဲ့ကစားသမားတော်တော်များကဒါနံပါတ်2ကုသမနေရာအတွက်ပဲဖြစ်ဖို့အတွက်တော်တော်လေးကိုများတယ်လို့ပြောလို့ရမယ်တယ်မှာပါပါတယ်လက်ရှိနောက်ဆုံး update သတင်းတွေရဆိုရင်တော့ဒါကျွန်တော်လက်ရှိ United ရဲ့နံပါတ်1ကုသမနေရာကို Sanlamans ကတက်လာခဲ့ပြီလို့ပြောလို့ရမယ်အနေထားမှာရောက်ပါပြီအဲနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြောရမယ်ဆိုတော့ မန်ချက်စတာယူနိုက်တက်အသင်းစီကအခုလက်ရှိမှာဒါကျွန်တော်ငှားနဲ့ထွက်ကစားနေတယ်ဒါကျွန်တော် market ratio ရဲ့ကိစ္စဖြစ်ပါတယ်ဒါကျွန်တော်လာမယ့်ရက်သက်တပတ်ဒီမှာ market ratio နဲ့ဒါကျွန်တော်တို့ market ratio အတွက်ဒါကျွန်တော် Manchester United နဲ့ Barcelona အသင်းတို့တွေ့ဆုံဆွေးနွေးမှုရှိတယ် Barcelona အသင်းနဲ့လက်ရှိမှာ Manchester United အဓိကဆွေးနွေးမယ့်အကြောင်းအရာက Barcelona အသင်းနေနေတာ market ratio အပိသက်ဝယ်ယူရဲဆွေးနွေးမှာဖြစ်ပြီးတော့လက်ရှိမှာဒါကျွန်တော် Hansi Flick နဲ့ market ratio ရဲ့ဒါကျွန်တော်တို့ကျေးဇူးကိုကြိုင်နေတဲ့တဲ့ကြောင့်မို့ဘာစနာကိုအပိသက်ဝယ်ယူပေးဖို့အတွက်တရားဝင်နောက်ဆုံးထားခဲ့တယ်။ဒါပေမဲ့ပြဿနာကဒီနေရာမှာ market ratio ရဲ့လုခလာဆိုတာမြင်မာမှုရဲ့ဒါနောက်တစ်ခုက market ratio ရဲ့လက်ရှိဆိုကျွန်တော်တို့ရောင်း Manchester United ရောင်းမယ်ဆိုတဲ့ကိစ္စကထိန်းထားထပ်ပို့ပြီးတော့ရှုပ်နေတဲ့အနေထားမှရှိတယ်။လက်ရှိမှာတော့ကျွန်တော်တို့အင်္ဂလိပ်ကျွန်တော်တို့ဒါ ဘာစနာတဲ့နေနဲ့ market ratio ကိုအနည်းဆုံးအနည်းဆုံးဒါကျွန်တော် euro 55သန်းလောက်ပေးရမယ့်နေဒါတခုမှာ euro 150လောက်ပေးရမယ့်နေဒါတခုမှာတို့တွေနေမပေးနိုင်ဘူးမပေးချင်တဲ့အကြောင်းလို့တို့တွေနေဒါကျွန်တော်အပြောင်းရှိမှာတခုခုစဉ်းစားသွားဖို့ရှိတယ်။ United ကတော့ရှင်းပါတယ်အခုလည်းရှင်းပါဒါကျွန်တော် market ratio အတွက်တို့ကငွေသားကြီးပဲလို့ကျင်တယ်။ Academy product လည်းဖြစ်တော့ဒီ90ဆို90အပြည့်ဝ55ဆို50ဝအပြည့်ဝရမယ့်နေဒါတခုကို Manchester United အသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့အာ ကစားသမားအတောင်ပါညာတို့နေလက်ခံသွားဖို့မရှိဘူးတို့နေငွေသားပဲပြေဝလို့ကျွန်တော်ဒီနေရာမှာဒါကျွန်တော်ကြောင်တော်နိုင်ပြီးချောင်းချောင်းချောင်းနေတဲ့ကစားသမားအသင်းနှစ်သင်းရှိတယ်အဲ့ဒါကဒါကျွန်တော်ပထမဆုံးသင်ကကျွန်တော်ရဲ့သင်ဖြစ်တဲ့တော်တန်ဟော့စပတ်အသင်းအော်ဒါပါဒစစ်ကတရားဒီကိုပို့လို့မြတ်ဒီလိုရအောင်အဲ့တော့ဒါကျွန်တော်လက်ရှိမှာတော်တန်ဟော့စပတ်အသင်းနဲ့ဒါ market ratio ကိုဒါစိတ်ဝင်စားတယ်သူကလုခလာစားများများအခုလက်ရှိမှာဒါကျွန်တော်တို့အွှေ့အပြောင်းဒါတနေသားဒီမှာမှလုပြသွားနိုင်တဲ့အနေသားတစ်ခုကိုဒါ စပါတဲ့နေနေတာ market ratio ကိုခေါ်ယူနိုင်တဲ့အနေအထားတစ်ခုရောက်လာခဲ့တယ်။ဒါပေမဲ့ခုနကပြောလို့လက်ရှိမှာ market ratio အနေနဲ့ Barcelona အသင်းမှာပဲပြောတယ်။ But another thing ကတော့ Chelsea အသင်းဒါ Alejandro Garnacho ချူလူပဲ Manchester United အသင်းစီကနေပြီးတော့ Chelsea အသင်းကခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်လို့သိရတယ်မှာပါတယ်။အဲ့တော့ Tottenham Hotspur အသင်းနဲ့ Chelsea အသင်းတို့ကတော့ဒါလက်ရှိမှာဒါကျွန်တော် market ratio ကို okay Barcelona မခေါ်နိုင်ခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့ခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာခဲ့ပြီလို့ပြောလို့ရမယ်တဲ့မှာပါပါတယ်။ဒါပါပဲ။ဘလုံးပတ်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3.0နဲ့ TV4U တို့မှာအကျဉ်းလို့ဆက်ပါအောင်ကုသလို့ရပါတယ်။မြန်မာလည်းက လစ်ဖို့မမိကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးပဲကြူတူပါတယ်ကောင်းမွန်တော့နေ့နေ့ဖြစ်ပါစုမုံအောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှ easy to ကြတာပေါ့တေးပါဗျ